လောဟကတိုင်ဒီစကလုံးကိုကြားလိုက်ရင်ဘာကိုအရင်ဆုံးမြင်ရောက်မိလဲတချို့အတတော့ဒါဟာယုံကြည်ချက်ရဲ့အမှတ်တရတစ်ခုပေါ့ဒါပေမဲ့ဒီနေ့မှာတော့ဒီလောဟကတိုင်ကိုဘာသာရေးသင်္ကေတတစ်ခုတည်းပေါ်တဲ့ရာပြညတ်တော်အပြစ်ပြီးတော့ဖျားတခင်ရဲ့မေတ္တာဆိုပေအကြီးမားဆုံးပေဟလိကြီးကိုအပြည့်ရှားပေးတဲ့စစ်ကြောလာရဲ့ယူတီပေတာတစ်ခုဖြစ်ရှုမြင်လေ့လာကြည့်ကြမှာပါကဲအဲဒီအကြောင်းအရာကြီးတစ်ခုတုန်းကိုရှင်းရှင်းလင်းလင်းနားလည်သွားဖို့အတွက်အဓိကအစစ်ငါးစင်ကိုအတူတူလျှောက်လှမ်းကြည့်ကြရအောင် ပြဿနာဘယ်ကနေဘယ်လိုစခဲ့တယ်လဲဆိုတာကနေအဖြေရပါလေပြီးတော့အဆုံးမှာဘာတွေဖြစ်လာမလဲဆိုတာအထိပေါ့ဒီအကြောင်းအရာရဲ့အဓိကကြားတဲ့မေးခွန်းကတော့ဒီအချက်ပါပဲအရာအလုံးရဲ့အခြေခံကမေတ္တာတရားဆိုရင်ဘာလို့တရားစီရင်ခြင်းတွေတင်းကျပ်တဲ့စီမင်းစီကံတွေလိုအပ်နေသလဲဒါကနည်းနည်းတော့ရှင်းတော့မညီတော့ထင်ရတယ်မလားဟုတ်ပြီဒီမျိုးကြီးရဲ့အဖြေကိုရှာရင်းနေမယ်ဒီဇလန်တကလုံးကိုအစနိုင်အောင်ဆုံးတိရှင်းတော်မှာပါ ဒီဇလာရာအားလုံးရဲ့အစဖန်ဆင်းခြင်းကနေစတင်ပါတယ်။ရာအားလုံးကပြည့်စုံနေပုံရတဲ့အချိန်မှာ ပြဒနာရဲ့မျိုးစေးလေးတစ်ခုကဘလိုမျိုးဝင်ရောက်လာခဲ့သလဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြရအောင်။ဒီအီဝူဆာအရာဆိုရေပေါ့လေပြဒနာရဲ့အရင်းအမြစ်ကဖန်ဆင်းခြင်းမှအထူးအင်ချက်ရှိနေလို့မဟုတ်ပါဘူး။အဲ့ဒီအစအပင်ကန်းကြီးဝင်လာတဲ့တီးတို့စကဲတခုံတန်တရားစီဝင်လာအောင်လုပ်တဲ့လင်ညာမှုတခုံကနေအရာလုံးစတင်ထဲတာပါ။ဘုရားတခင်ကတကယ်ပဲကောင်းမဲ့အရေးလား။ ဆိုတော့မေခွန်းထုတ်မှုလေးတစ်ခုကအရာအလုံးကိုပြောင်းမြန်လဲပြလိုက်တာပါပဲအဲ့ဒီတန်တရားမျိုးစေ့လေးတစ်ခုကနေအကျိုးဆက်တွေကတော့ကြီးမားသွားတာပါအရင်က မရှိခဲ့တဲ့အဖြစ်ဆိုတာဖြစ်နိုင်ခြင်းတစ်ခုဖြစ်လာတယ်ဖန်ဆင်းခြင်းတစ်ခုလုံးရဲ့အနာဂတ်ဟာမရမရဖြစ်လာတယ်ဒီလိုအခြေအနေမှာဘုရားသခင်ဘက်ကနေတစ်ခုခုတော့တုံ့ပြန်ဖို့လိုအပ်လာပါပြီအဲ့ဒီတော့ဘုရားသခင်က ပြည့်ညတ်တော်ကိုပြည့်ရက်ခဲ့ပါတယ်ဒါဟာကောင်းမြတ်ခြင်းဆိုတာဘာလဲဆိုတာကိုပြည့်ပြည့်စုံအောင်ဖော်ပြတဲ့စံချင်းစံညွန့်တစ်ခုပေါ့ ါပေမဲ့ဒီဖြေမှာပဲစိန်ခေါ်မှုတစ်ခုကပ်ပါလာတယ်။ဒါဟာမန်ကန်ရာကိုလမ်းညွှန်နေတယ်လို့မမန်ကန်တာကိုလည်းပစ်တင်ရှုတ်ချနေတဲ့ဓာသွားနှစ်ဖက်လိုဖြစ်နေခဲ့ပါတယ်။ဒီလိုလေးစဉ်းစားကြည့်ရအောင်ပြည့်ညတ်တို့ဆိုတာမန်တစ်ချက်လိုပါပဲ။အဲ့ဒီမန်ကဘုရားသခင်ရဲ့ပြီးပြီးဆုံးခြင်းကိုထင်ဟပ်ပြရတယ်။ဒါပေမဲ့အဲ့ဒီမန်ရှိကိုတွားရလိုက်တဲ့အခါမင်းရမကကိုယ့်ရဲ့ချိုးယွင်းချက်တွေအပြစ်အနာစားတဲ့ပဲလေ။ဆိုလိုတာကပြည့်ညတ်တို့ကမင်းမပြည့်စုံမှုဆိုတာကိုပြနိုင်တယ်။ဒါပေမဲ့ပြည့်စုံလာအောင်တော့မလို့ပေးနိုင်မှုဆိုတဲ့သဘောပါပဲ။ ီနေရာမှာပြည့်ညတ်တော်ရဲ့အစွမ်းနှမျိုးကိုရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်။လဝါကတ်တိုင်းသာမရှိရင်ပြည့်ညတ်တော်ဟာအဖြစ်ကိုပဲထောက်ပြပြီးချီနှောင်ထားတဲ့တန်ကြိုးတစ်ခုလိုဖြစ်နေမှာပါ။ဒါပေမဲ့လဝါကတ်တိုင်းနဲ့အတူရှိလာတဲ့အခါမှာတော့အဲ့ဒီပြည့်ညတ်တော်ကပဲလွတ်မြောက်ခြင်းစီကိုလမ်းညွန်ပေးတဲ့လမ်းမြမြေပုံတစ်ခုဖြစ်သွားပါတယ်။ဒီယူဆနှစ်ခုရဲ့ဆက်ဆက်မှုကိုဒီစကားတစ်ခုနဲ့အကောင်းဆုံးအနှစ်ချုပ်နိုင်ပါတယ်။ပြည့်ညတ်တော်မရှိရင်လဝါကတ်တိုင်းမလို့ဘူး။လဝါကတ်တိုင်းမရှိရင် ဖန်ဆင်းခံအောင်လုံးပြညတ်တော်ကြောင့်တေးရလိမ့်မယ်။တခုနဲ့တခုဟာခွဲလို့မရအောင်ဆက်ဆက်နေပါတယ်။ကဲဒီအကြအသေးရဲ့အလဲဘိုဟိုမှာပဲဇလန်းရဲ့အဓိကချိုးကွေကိုရောက်လာပါပြီ။အဲ့ဒါကတော့လက်ဘွားကတိုင်းပါပဲ။ဒါဟာမေတ္တာနဲ့တရားမျှတာမှုလို့送တွေ့တဲ့နေအားပြီးတော့အဖြေမရှိဘူးလို့ထင်ရတဲ့ပြဿနာအတွက်ဆုံးဆုံးတော့ဖြေရှင်းချက်ဖြစ်ပါတယ်။ရှင်းရှင်းလင်းလင်းပြောရရင်ဒီစနစ်မှာလက်ဘွားကတိုင်းဆိုတာကဒုတိယအစီအစဉ် plan B လုံးဝမဟုတ်ပါဘူး။ဒါအစီအစဉ်တစ်ခုလုံးရဲ့အတဲနှလုံးဗဟိုချက်မှဖြစ်ပြီးသူ့ကိုယ်သာဖယ်လိုက်ရင်ကြံတဲ့အရာတွေအားလုံးဟာအသေးပဲမဲသွားမှာပါ။ဒါဆိုလောကတိုင်ကတကယ်တမ်းဘာတွေလောက်ဆောင်ပေးခဲ့တာလဲ။တချိန်တည်းမှာပဲဖျားသခင်ရဲ့မိတာကိုရောတရားမျှတမှုကိုရောပြသခဲ့တဲ့စာတန်ရဲ့လိန်ညာမှုတွေကိုတန့်စင်ပေးခဲ့တယ်။ပြီးတော့ယေရှုကတော့ဖန်ဆင်းခြင်းတစ်ခုလုံးကိုဖျားတဲ့ခင်နဲ့ပြန်ပြီးတည့်မြတ်စေခဲ့တာပါ။ တဟာအရာအလုံးကိုပြန်လည်ပြင်းပြင်းပေးတဲ့လောရက်တစ်ခုပါပဲဒီနေရာမှာအရေးကြီးတဲ့စကားလုံးတစ်ခုကအဖြစ်ဖြေခြင်းပါဒါဟာတောင်းပန်ပါတယ်လို့ယူယိုလီပြောတာထက်အများကြီးပိုနဲ့ရှိုင်းပါတယ်ဒါဟာအဖြစ်ရဲ့အစွမ်းထင်းကို အပီးတိုင်ဖြေရှားပြီးဖန်ဆင်းခြင်းတစ်ခုလုံးကို အသစ်တစ်ဖန်ပြန်လဲတန်ဆင်းတဲ့လုံငန်းစင်းကြီးတစ်ခုပါဒီအဖြစ်ဖြေခြင်းရဲ့အတိုင်းအတာကဘလောက်ကျယ်ပြန့်တယ်လဲဆိုရင်ရှမ်းစာမှာဖော်ပြထားတယ်လို့ပဲဒါဟာမြေကြီးပေါ်မှာဖြစ်စေ ကောင်းကင်မှာဖြစ်စေအရာအားလုံးကိုပြန်လဲတင့်မဲ့စရာဖြစ်ပါတယ်လူသားရဲ့အတွက်မထုတ်မဟုတ်ပဲဖန်ဆင်းခြင်းတစ်ခုလုံးအတွက်ပါဟုတ်ပြီဒါဆိုရင်တရားစီရင်ခြင်းကကောဘင်းနေရာမှာပါလာမလဲဒီအမြင်မှာတော့တရားစီရင်ခြင်းဆိုတာအပစ်ပေးဖို့တတ်တတ်မဟုတ်ပါဘူးဒါလဝကတိုင်ကနေစတင်ခဲ့တဲ့တန့်စင်ခြင်းလုပ်ငန်းစဉ်ကြီးရဲ့အရေးကြီးတဲ့နောက်ဆုံးအဆင့်တစ်ခုဖြစ်ပါတယ်ဒီလိုစဉ်းစားကြည့်ပါလဝကတိုင်တောင်မှရှိခဲ့ရင် တရားစီရင်ခြင်းဆိုတာအဖြစ်တွေကိုချိန်ခွင်ပေါ်တင်ပြီးအလေးချိန်ကိုတိုင်းတိုင်အောင်တတ်တယ်ပါပဲဒါပေမဲ့လဝကတိုင်ကိုအဲ့ဒီချိန်ခွင်ကိုလုံးဝပြောင်းပြန်လန့်လိုက်တယ်တရားစီရင်ခြင်းရည်ရွယ်ချက်ကိုဖြည့်ဆည်းခြင်းကနေပြန်လည်ပြုပြင်ခြင်းဆိုတဲ့ဘက်ကိုပြောင်းလဲပေးလိုက်တာပါဒီနောက်ဆုံးတန်ရှင်ရဲ့လောကဆင်ကလည်းအစဉ်အဆက်နဲ့ဖြစ်ပေါ်ပါပဲပထမဆုံးရှင်ပြန်ထမြောက်ခြင်းကစတင်တယ်ကောင်းကင်ဘုံကိုတန်ရှင်တယ်ပြီးတော့နောက်ဆုံးအဆင့်မှာတော့အပြည့်နဲ့တည်ရှင်တရားကိုအပြည့်ကျင်ဖယ်ရှားပစ်လိုက်တဲ့အထိပါပဲ ဒါဟာစัจကြဝဠာတစ်ခုလုံးကိုပြန်လဲပြပြတဲ့လုံငန်းစဉ်ကြီးတစ်ခုပါယေရှုရဲ့အသွေးတော်ဟာလမ်းနှစ်ခွာကိုဖန်တီးပေးလိုက်ပါတယ်။နောက်တားရသူတွေတတ်တော်တာဟာအဖြစ်ရဲ့အစွန်းအထင်းတင်မှတ်ကပဲအဖြစ်လို့ချင်းတဲ့ဆန္ဒကိုပါဖြေရှာပေးတဲ့တန်ဆင်ခြင်းဖြစ်သွားတယ်။ဒါပေမဲ့နောက်တားမရပဲညင်းပယ်သူတွေတတ်တော်အဲ့ဒီအသွေးတော်ကပဲသူတို့ရဲ့ညင်းပယ်မှုကိုတက်တည်ခံပြီးနောက်ဆုံးတရားစီရင်ခြင်းစီကိုဥတည်သွားစေပါတယ်။ ကနေအခုဆိုရင်တော့ကျွန်တော်ရဲ့ဇလန်ကအစွန်တပိုင်းကို ရောက်လာပါပြီဒီတမယွယ်ခီးတဲ့ပန်းတိုင်ပေါ့အဖြစ်တွေအားလုံးကိုတန်ဆင်ပြီးတဲ့နောက်မှာဆက်ကြဝလာကဘလိုပုံစံမျိုးဖြစ်နေမလဲဒီမှာတော့နောက်ဆုံးရလဲကိုတွေ့ရပါပြီအဖြစ်နဲ့အဖြစ်လုံနိုင်တဲ့ဖြစ်နိုင်ခြေကိုပါအပီးတိုင်ဖယ်ရှားလိုက်တဲ့ဖန်ရှင်ချင်းတကူပါမကောင်းမှုရဲ့အရေးအယောင်လေးတောင်မှမကြံ့တော့တဲ့ကဘာတစ်ခုကိုမြင်အောင်ချစ်လိုက်ပါ ဒီပြပြဆောင်သားတဲ့ဖန်ဆင်းချင်းမှာတော့အကျန်းစီတဲ့တက်ရှိအလုံးဟာမေတ္တာတရားရဲ့ပြည့်ညတ်တော်အတိုင်းပဲအသက်ရှင်ကြတော့တယ်။ဒါတော့ကပြပြဆောင်တဲ့နိုင်ငံတော်ကိုခမီးတော်တန်းပြန်လည်အနံ့ပြီးဖယားသခင်ဟာအလုံးစုံတို့၏အလုံးစုံဖြစ်လာပါတယ်။ဒီဆက်ချက်ဝလာဇလန်ကြီးရဲ့အဆုံးတက်ကိုကျန်းစာက တီလိုလီအနစ်ထုံထားပါတယ်။ထိုအခါတားတော်ကိုလိုက်လဲမိမိအားအလုံးစုံကိုလက်အောက်ခံစီတော်မူသောသူဤလက်အောက်သို့ခံတော်မူလိမ့်မည်။သို့မှသာဖျားသခင်သည်အလုံးစုံတို့၌အလုံးစုံဖြစ်တော်မူမည်။ အဆုံးမှာတော့အစပိုင်းကမြေခဲ့တဲ့အကြီးမားဆုံးရှင်းနောက်မင်းကြီးမူကြီးကိုဖြည့်ရှင်းလိုက်ပါပြီ။လွတ်လပ်စွာရွေးချယ်ခွင့်ကအဖြစ်ပြစ်ခတ်ရမှာကြောက်လို့မဟုတ်ပဲလဘာကတိုင်ပေါ်မှာမြင်းတွေ့ခဲ့ရတဲ့မေတ္တာကိုတုံ့ပြန်တဲ့အနေနဲ့မေတ္တာတရားကိုပဲရွေးချယ်တဲ့စတ္တဘာလာတစ်ခုဖြစ်လာမှာပဲ။ဒါကြောင့်အဆုံးတဲ့အနေနဲ့စင်လားဆရာမေကုံးလေးတစ်ခုခြံထားခဲ့ပါစေ။ဒီမေအရာဆိုရင်လွတ်လပ်စွာရွေးချယ်ခွင့်ဟာတကယ်ပဲကိုယ်ပိုင်ရွေးချယ်မှုကြောင့်ပြည့်စုံသွားတာလား။ဒါမှမဟုတ်ဘုရားသခင်ရဲ့ကြီးမားတဲ့မေတ္တာကြောင့် 一个 PM 没那么强大了，压力就苦了。你讲我是比身上几家娃？